ီနေ့မနက်ပိုင်းမှာပဲမြကြီးနာမှာနေအိမ်ကိုလုံးမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။မြကြီးနာမြို့ရံဘူးရက်ွက်မှာ ဒီနေ့နနန်9နာရီခွဲကန်ကနေမီလောင်မှုဖြစ်ပွားခဲ့ပြီးမိအိမ်9လုံးမိလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။မဲမြင့်14ရှိပြင်ထောင်လူအိမ်9လုံးကမိကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ရက်ွက်နေအမျိုးသားတအုပ်ကဆိုပါတယ်။ဘလို့ကြောင်းကြောင်းကြောင်းမိကူးဆက်လောင်ကျွမ်းခဲ့တယ်မသိဘူးလို့တွားရောက်ကူညီခဲ့တဲ့လူငယ်တအုပ်ကတော့ပြောပါတယ်။တချို့ကတော့ဟီးအိုးတဲတာကနေပြီးတော့စပြီးမိလောင်ကျွမ်းတယ်။တချို့ကလည်းပန်းငါလျှော့ဖြစ်ပြီးလောင်ကျွမ်းတယ်။တချို့ကလည်း အမိုက်မီရှူရာကနေပြီးလောင်ကျွန်းနဲ့စသဖြင့်ခင်ကြီးမျိုးမျိုးနဲ့ပြောဆိုနေကြပေမဲ့အတိအကျထုတ်ပြန်ထားတာမျိုးတွေလည်းမရှိသေးပါဘူးအခုချိန်မှာတော့မီလောင်မှုအသေးစိတ်အချိန်လေးကိုဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့လည်း သတင်းတွေမှာဖော်ပြထားပါတယ်။မီးလောင်ပြီးပါသွားတဲ့အိမ်တွေကတော့လူနေအိမ်ဖြစ်ပြီးတော့တာမန်ပြင်ထောင်ရေးအသေးလေးတွေလို့လည်းပြောဆိုထားတာတွေ့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ခုချိန်မှာအိမ်တလုံးဆောက်ဖို့မရကလေးကူတာကြောင့်မီးပြန်အနေရသတိထားကြဖို့တိုက်တွန်းလို့ဆိုအပ်ပါတယ်။